ြစ်တဲ့ h7 လိုက်ဖြစ်ပါတဲ့ alpha equal to h power 1 by 2ဆိုပြီးတော့ alpha ကိုသိတာဒီတာမိုင်းလေးဆက်ဆုံးပြပေးရမှာက the approximate value of square root 101ရဲ့ approximate value ကိုမလုပ်ပြရမယ်ဆိုရင်ဆရာတို့ရှာပြရ By using approximation approximation ကိုအသုံးပြုပြီးတော့ ကိုရောက101ရဲ့ approximate value လိစက်ဆုံးတန်ဖိုးဘာလို့ပြရမလဲဆိုလို့ရှိရင်ရှားပြရအဲ့တော့ဆရာတို့ဒီပုံစံမှာတခုတတိထားမှာကဆရာတို့အရင်တွက်လာခဲ့တဲ့ပုံစံတွေမှာမူလတန်ဖိုး center of approximation မူလတန်ဖိုး h equal to a ဆိုတဲ့အမှတ်ပြီးပြထားပြီးတော့ a ကနေပြီးတော့ဥပမာ a h equal to 3 3ကနေပြီးတော့301ဒါကိုကြောင်းသွားတာရှားတယ်ဒါမှမဟုတ်ရှင်3 3ကနေပြီးတော့2.89 ာမျိုးတွေရှာတယ်။အခုဒီမှာဆရာတို့ Center of Approximation ဆိုတဲ့ဆရာတို့မူလတန်ဖိုးလေးပေးမှာ။အဲ့တော့ဆရာတို့ဒီကောင်လေးကိုကြည့်ပြီးတော့ A တန်ဖိုးလေးကိုဘာလုပ်လဲဆိုမူလတန်ဖိုးလေးကိုရှာ။အဲ့တော့ရှာရတယ်သူတွေထူးထူးမခံဘူး။ Square root of 101ဆိုလို့ရှိရင်သူနဲ့ရောရောမယ်တိုးရတိုးမယ်အချက်နောက်တစ်ချက်ကဘာဖြစ်လဲဆိုရင် square root ဆိုတော့ကို မူလတက်မှုတတ်မှတ်ထားတဲ့ကောင်ကနှစ်ထပ်ကိန်းရှာလို့ရအဲ့တော့တရားပြင်းတဲ့အနည်းဆက်ဆုံးလည်းပြရမယ်အနည်းဆက်ဆုံးဆိုတော့တိတွိတို့ပဲတိရွာရင်ကြော့နောက်တစ်ချက်ကစကွာလို့ပြတဲ့လူကြောင့်သူ့ကိုနှစ်ထပ်ကိန်းနဲ့ရှာလို့ရမယ်ဆိုဘာကနေဖြစ်နိုင်လဲတရားတစ်တဲ့အနည်းဆက်ဆုံးကဏ္ဍဖြစ်မယ်တိတွိရင်လည်းတွူးမယ်တိရွာရင်လည်းကြော့ပြီးတော့နှစ်ထပ်ကိန်းနဲ့ရှာလို့ရမယ်ကိန်းဆိုတော့ တရားတစ်ကိုတတိုးလိုက်ရင်တရားနှစ်နှစ်ထပ်ကိန်းရှာလို့မရဘူးတရားတစ်ကိုတျှော့လိုက်မယ်ဆိုရင်တရားနှစ်ထပ်ကိန်းဘာလို့လုပ်ရလဲဆိုရင်ရှာလို့ရအဲ့တော့သူကမူလတန်ဖိုးကြီးကဘယ်အနေဘယ်ကိုသွားမယ်ဆိုရင်တရားအနေပြီးတော့တရားတစ်ကိုဘာလို့လုပ်ရလဲဆိုရင်ချိန်ပါတရားအနေပြီးတော့တရားတစ်ကိုဘာလို့လုပ်ရလဲဘာလို့လုပ်မလဲဆိုရင်ချိန်ပါကျတော့ရှာပေးရမယ့်ကောင်လေးကိုတိတိကျကျရေးပြရမယ်ဆိုရင် square root of 101 ် approximate value ကိုမလုပ်ပြမှာဆိုရင်ရှာပြရရှာပြရမဲ့ကောင်လေးက101 square root က101 approximate ပြန်မှုလေးကိုမလုပ်ပြမှာဆိုရင်ရှာပြရနဘူအတွက်တဲ့အတိုင်းပဲမလုပ်ရမှာဆိုရင်ပြရဒီလိုဆိုကြလို့ alpha a ဒီလေးဒီလိုက် alpha a equal to 8 power 1 by 2ဒီနေရာမှာတစ်ချက်တစ်ခါလေးပြောထားမယ်ဆရာ alpha equal to 8 power 1 by 2 ကယ်၍ငါဖန်ရှင်ပေးပတာဟုဆိုရင်ဖန်ရှင်ကကိုယ့်ဟာကိုဘာလို့ရလဲဒီရှားမှာအခုဆရာတို့ကဒီ center of approximation လေးပေးမတာဘူးကိုယ့်ဟာကိုရှားတယ်ဘလို့ရှားတယ်သူပေးထားတဲ့ပုံစံကြီးနဲ့တင်းရော်ရော်မယ်တိုးရတိုးမယ်ပြီးတော့နှစ်ထပ်ကိန်းနဲ့လုပ်လို့ရဒီမှာသုံးထပ်ကိန်းဖြစ်မှာဆိုလို့ရှိရင်သုံးထပ်ကိန်းလုပ်လို့ရမယ်ကောင်ရှား၄ထပ်ကိန်းဖြစ်မယ်ဆိုရင်၄ထပ်ကိန်းလုပ်လို့ရမယ်ကောင်ရှားအခုဒီမှာ ။ function ပေးမထားဘူးဆိုရင်လည်းဆရာတို့ function ရှာတတ်ဘူးလို့ f of equal to 8 power 1 2အဲ့တော့101လေးကို h လို့သဘောထားလိုက်ပါဟာဆိုတော့ဘာလဲ1ကဲနေကျူရော101ဆိုရင်သူ့ရဲ့ function ကဘာဖြစ်မလဲဆိုရင်8 power f of h equal to 8 power 1/3ဆိုတာအတိမရဖန်ရှင်မပေးပေမဲ့လည်းဖန်ရှင်ကိုပေါ့ကိုမလုပ်ကြရအောင်လေဆိုရင်ရှာတတ်ပြီလားဥပမာ4ရော101ဆိုလို့ရှိရင် f(h) equal to ဖန်ရှင်လေးရအိပ်ပါွား1/4ဆိုတာကိုပေါ့ကိုအတိမရနော်ဒါကြတော့ဒါလေးကိုဆက်ပြီးရှင်းရအောင်အဲ့ဒါဒီကောင်လေးကိုရှင်းလိုက်မယ် apply or h equal to 1 by 2 8 power minus 1 by 2 ီကွဲတူ1 by 2 root 8ပြီးလို့ရှိရင်ဆရာတို့ at center of approximation ပြရပါလဲဆိုလို့ရှိရင် h ရှိကွဲတူ100ကနေစာ h ရှိကွဲတူ100ဖြစ်တဲ့အခါမှာဟော100 equal to 100 by 1 by 2ဆိုပါရလို့12ထက်1 by 2ဆိုတော့ dan apply of 100 equal to ဝမ်ဘာတူ100ကျွဲ့တူ10 20ဝမ်ဘာဝမ်ဘာ20ဝမ်ဘာ20ဟုတ်ပြီပြီးလို့ရှိရင်ဆရာတို့ထုံးစံတိုင်းပါလို့မယ်ဆိုရင်ဘယ် linearization ဘယ် linear အဲ့တော့ဆရာတို့ကနောက်ဆုံးဥပမာလေးလေးရောက်သွားပြီဆိုတော့ပုံမှန်လေးကိုပြန်ပြီးတော့ဘာလုပ်လိုက်လဲဆိုရင်၃လိုက်ဟုတ်လား tập đấy là về alo ấy chỉ quên được afo e plus apply o e h minus e sau đó tiếng nào có alo hàng loạt cụ thể là chỉ quên được afo hàng loạt plus apply o hàng loạt h minus hàng loạt ở đó all of thì à quên 10 plus 1 by 20 1 by 20 h minus 100 h minus 100ဟုတ်တော့အဲဒါကျတော့လူရှင်းနိုင်ပါရမယ် h minus 100အဲ့ဒါဆိုကျတော့ညှောက်ရအောင်မယ် h minus 20 h minus 20အဲ့တော့ကွာဆရာတို့ဒီမှာဒီကောင်လေးကိုမလိုလိုက်မယ်ဆိုရင်သတ္တမခင်လိုလိုက်သတ္တမခင်လိုလိုက်မယ်ဆိုတော့ဘာဖြစ်တော့ 0 0 5 0ဟုတ်လားဒီမှာ1 by 20ကိုဆက်လို့ဒီမှာလေးကဟိုလောက်ထားလိုက်တယ်သတ္တမလေးမှာလောက်လိုက်မှာစီရှာရလဲစီ0 1 0 5အဲ့တော့ဒီမှာဆက်လို့0.05ရဲ့ဘာလို့လဲဆိုတော့0.05 is minus 50 5ရဆိုတော့ဘာဖြစ်မှာလဲနှလုံးသက်တော့5 တော့ငောင်ရှင်းလိုက်တော့ဘာဖြစ်မလဲဆို5 flat 0.058ဒါက linearization ရပါလိုက်ဆိုလို့ရှိရင် formula ပဲအဲ့တော့နောက်ဆုံးပိုင်းလေးပြပြီးတော့ formula လေးပြပြီးဆိုဆိုလေးရအောင် alpha h approximation အဲ့တော့ h alpha ကဘာလဲဆိုလို့ရှိရင် 8π 1/3 approximation အဲ့တော့ h က5 0.058 သူကတရားနေပြီးတော့တရားတိကိုဗာလိသွားတယ်ဆိုရင်တိုးသွားနော်ချိန်သွားတယ်ဆက်ရှာပြမှာကလည်း approximate value ဆိုတော့ approximate value formula ကိုပဲအသုံးပြုအဲ့ဘယ်အမှတ်ကိုချိန်သွားတယ်ဆိုရင် h ရှိပွဲဘူး101ဆိုတဲ့အမှတ်ကိုချိန်သွားတဲ့ခါမှာ approximate value approximate value equal to

ဟာဟုတ်ပြီအဲ့တော့ကျွန်တော်ပေါင်းလိုက်တဲ့အခါမှာဘာရလဲဆိုလို့ရှိရင်10.05တန်းပွား05တန်းပွား05အဲ့တော့ကျွန်တော်လိုချင်တဲ့ဒီ square root of 101ရဲ့ approximation mode ကဘာဖြစ်လဲဆိုတော့ square root of 101ရဲ့ approximation mode က10.05အဲ့တော့ဟုတ်လားမဟုတ်လားပြန်ပြစစ်သေးကြည့်လိုက် တရားဆိုလို့ရှိရင်သူ့ရဲ့နှစ်ဖက်ကင်းရ30 30တစ်တုံညာတစ်ဆိုတော့30တသက်မှ300ဘလောက်ရှိဟုတ်နော်6 9.4ရဲ့နောက်ဆုံးပုံစံလေးနံပါတ်6 use linearization linearization ကိုအသုံးပြုပြီးတော့ to approximate the following value အောက်ပါတန်ဖိုးရဲ့ approximate value ကိုမလုပ်ပြရမှာဆိုလို့ရှိရင်ရှာပြရနံပါတ်1နံပါတ်1က280ရဲ့ အခုဒီမဲ့တယ်ဘူးကိုမလုပ်ရပါဘူးရှင်ရှားပြရအဲ့တော့ RUID ရဲ့ Standard of Approximation ဆိုတဲ့အေတံမိုးလေးကိုရှားလို့အရင်ရှားဖို့လိုတယ်ဘူလာတံမိုးလေးကိုရှားဖို့လိုတယ်ဘူလာတံမိုးကိုရှားတဲ့အခါမှာနော်ဒီ square root တွေကကောင်းတယ်တစ်တွဲတွူးမဲ့တစ်ရော့ရော့နောက်တစ်ချက်နှစ်ထပ်ကိန်း square root ဆိုတဲ့အတွက်ကြောင့်နှစ်ထပ်ကိန်းလုံးလို့ရရမယ်ကောင်းဖြစ်ရ ဲ့တော့တယောက်ချင်း89ဆိုတာနှစ်သက်ကလေးလုံးလို့မရဘူးတတိုးချင်း87ဆိုတာနှစ်သက်ကလေးလုံးလို့ရအဲ့တော့ဒီကောင်းရဲ့တန်ဖိုးလေးကဘာဖြစ်လဲဆိုလို့ရှိရင်81 81နေပြီးတော့ဘယ်လိုသွားလဲဆိုရင်80ကိုဘာလို့ဘာဖြစ်လဲဆိုရင်ပြီးလို့ရှိရင်ဒီပုံစံမှာရှေ့ဖို့အတွက် function မပေးတော့ဘူးရှေ့ဖို့အတွက် function ကိုပေါ့ကိုရှာအဲ့တော့ root 80ဆိုတဲ့အတွက်ကြောင့်သူ့ရဲ့ function ကဘာဖြစ်လဲဆိုရင်အဖို့အေးလာ F4H aqui com o Ed Group em Pará. Agora, cara, chega a ver. É pra esse aqui com o Ed Group. Vai mais. Tu e peixe. E o Jimmy? Ed. Esse com o Ed Group. Esse com o Ed Group. Esse com o Ed Group. Esse com o How about applying or eighty one equal to one by two eighty one equal to one by eighty one by eighty one by eighty. အဲ့တော့ဒီကောင်ကဆက်သမားလေးပါလို့လားထားလိုက်လို့ဆိုသမားလေးထားလိုက်ဝမ်ကိုအိတ်ကြီးနဲ့ပါလို့လားထားလိုက်ကျိုးကွာကျိုးပါစစ်စစ်ကျွန်တော်ကျွန်တော် the linear variation is ဆောင်းဆောင်းပေါ်လာလေးတိပြီဆိုတော့တောင်ဖော်မူလာလေးတွေပြန်ရေးလိုက်တယ် alloy equal to f4a black a fly or a in h fly at a အဲ့တော့အဲ့တံမို့ဘာသွင်းလဲဆိုလို့ရှိရင်ဆရာတို့81 81ကိုတွင်းလိုက်တဲ့အခါမှာ equal to f4 81ကဘလောက်လဲဆိုရင်နာ9တခါလေးဆရာတွင်းလိုက်တော့မှာဟုတ်ကဲ့အားလိုက်ပါ apply on 81 81 h minus 81 apa အဲ့တော့ alpha 81ကဘယ်လောက်လဲဆိုရင် line plus alpha five, C, h minor, minus 81 right အဲ့တော့ and o nai က nai to zero, plus zero, five, C, h zero, zero, five, C, h h မိုင်းနဲ့ဘာဖြစ်လဲဆိုလို့မိုင်းနဲ့81နဲ့ပါလို့ရအောင်ဆိုလို့ရှိရင်ညပါမယ်4.536အဲ့တော့9နဲ့ကဘာလို့ပြရမလဲဆိုရင်နှုတ်ပြရမယ်9နဲ့ကနေပြီးတော့4.536ကိုဘာလို့ပြရမလဲဆိုရင်နှုတ်လိုက်မယ်4.464ဟုတ်လားရမယ်ပလတ်0.0568အဲ့တော့ linearization ရပါဖြစ်တယ်ဆိုလို့ရှိရင် formula အဲ့ approximation r o h အဖိုင်ရဲ့ formula ကဘာဖြစ်လဲဆိုလို့ရှိရင် a power 1 by 2 approximate r o h ရဲ့ formula က4.464 plus 0.058 a ဲ့တော့ဆရာတို့ရှာပြရမှာက approximate value ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောက်ကဘာဖြစ်လဲဆိုရင်သုံးမယ်ဘယ်ကိုချိန်သွားလဲဆိုရင်80ကိုချိန်သွားတယ်အဲ 80, 80ကိုချိန်သွားတဲ့အခါမှာဘယ်ဟာ the approximate value ဲအပလိုဒီမိတ်ဗယ်လူဒီကွဲလူ4.4 plus 0.5 0.056 H H ညမှာဆက်လို့ပါသွင်းလိုက်မယ်ဆိုရင် AD ကိုတွေးပြီးဆရာကက်ကူလေတာနဲ့ရှင်းလိုက်တယ်8.944ဒါက square root of AD ရပါပြီလို့ဆိုရင် approximate တန်ဖိုးအဲ့တော့ 3D ထုတ်လိုက်မယ်0.5 ကျွန်တော်တို့ AB approximation ပဲဘာဖြစ်လဲဆိုရင်8.944မှန်လားမလားသိရှိမယ်81ဆိုလို့ရှိရင်နားရတယ်80ဆိုတော့8.44ကျော်ကျော်လေးရအောင်နော် approximation ဖြစ်တဲ့အတွက်ကြောင့်အခြေအနေကတိတိကျကျမရဘူးနံပါတ်3ကဘောက်ရှာရမလဲဆိုရင် Q ရော65ရဲ့ approximation တန်ဖိုးလေးကိုဘာလို့ပြရမလဲရှာပြရအောင်အဲ့တော့65ကျွန်တော် Center of Approximation အတံပိုးလေးကိုတီးဖို့အတွက်65တဲ့တီးရော်ရော်မယ်တစ်တိုးရင်တိုးမယ်ပြီးတော့ကျူးရူရဲရှာရှာလို့ရမယ်ဂိမ်းဖြစ်ရအဲ့တော့ဘာဖြစ်မလဲဆိုရင်67ဆိုရင်မရဘူး64 64ဆိုတာက၄၃တက်ကျူးရူရဲရှာလို့ရအဲ့တော့ဘာဖြစ်မလဲဆိုရင်64ကနေပြီးတော့65ပါလို့လည်းဆိုရင်ကျောင်းသွားပြီးလို့ရှိရင်ဒီမှာ function paper ကို function ကဘာဖြစ်မလဲဆိုရင် A power. Oh, H to letter down. H power. One by three. I don't know. That F for H equal to A power. One by three. Apply or H. Apply or H equal to one by three. A power. Minus two by three. I don't equal to one by three into two root. A square. ဘာလို့ဒီမှာကျူးဘူးတော့ a square ကျူးလို့ဆိုတာဘာဖြစ်လဲသူတို့ရှင် a square ကျူးလို့ဆိုတာတတိယမြောက်ဘာဖြစ်လဲ1 by 3လူဆိုတာက1 by 2ကျူးလို့ဆိုတာက1 by 3ဒီနဲ့ဒီနဲ့ညောင်းလိုက်တော့8 power 2 by 3ဟုတ်နော်အဲ့တော့ကျတော့အဲဒီမှာကလေးက h equal to 64 alpha 64 equal to a power 1 by 3 equal to 64 power 1 by 3ဒီသုံးသက်ဒီသုံးသက်ပေါ်မှာ1 by 3တင်တော့ဘာဖြစ်လဲဆိုရင်အဖြေက4 4 alpha အဖရိုင်းအော64 equal to ဒီအခါလေးကအစားသွင်းလိုက်တော့မယ်1 by 3 2 64 ဘာဖြစ်လဲဆိုရင်လက်ထက်လက်ထက်အဲ့တော့64လက်ထက်ဆိုတော့ဘာရမလဲ64ဆိုတာကတတိယပြည့်ဘာရမလဲဆိုရင်ငောင်းလို့ကြည့်ရနော်64ဆိုတာတတိယပြည့်၄၃တက်၄၃တက်ပုံမှာဘာတင်ထားလဲဆိုသူ့ပိုင်းသူတင်ထားတာဘောပေါက်မလားဟုတ်ပါတယ်၄၃တက်ပုံမှာ2 by 3ပြင်ထားတာအဲ့ဒါသူနဲ့သူနဲ့ကြားလိုက်တော့ဘာဖြစ်ကြမလဲဒီကောင်ကြည်သွားပြီရော4 square 4 ဟုတ်ရဲ့ဟုတ်ပြီနော်အဲ့တော့ဒီစင်လေးပါကြားထဲမှာထည့်ပေးလိုက်မယ်ကွာ1 by 2 by 4 square 4 square အဲ့တော့1 by 4 16 16 3ဒီ48 1 by 48 48အဲ့တော့1 by 48ဆိုတာဘယ်လောက်လဲဆိုတာဆရာတို့ဘာသမားလေးနဲ့ထုတ်ထားလိုက်2.0208 0 0.2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  0 one ဆိုပြီးတော့ယူလိုက်ပါကွာနော် zero point zero two zero eight ဆိုတော့ zero point zero two one ဆိုပြီးတော့အဲ့တော့ဆရာတို့ linearization is linearization is all h equal to f of E plus A fly O E in H minus A Hello, and O for this one is 60 equal to F4 64 plus A fly O 64 into H minor 64 Hello, ma Hello, 64 A4 64 4 plus 0 point 0 point 0 to 1 0 to 1 H minus ော့ H mine နဲ့60ဟောအဲ့တော့မှကျွန်တော်ဒီမှာဆက်ပြီးပြင်မယ် and all 64 equal to 4 plus 0.021 4 plus 0.021 H minus 64ရဲ့0.021ရဲ့ဘာလို့လဲဆိုလို့ရှိရင်ညောင်း zero one zero two one eight six three four four one point three four four ya yeah. one, one. One, yeah, one point three four four one point three four four ayiwa taro four yaa de bi yɔ one point three four four o kalo na bi tɔ kana bɛ n'o la nɔgɔ one point three four four a jà ŋa tóbi jé sha nga nga sha sha. 你得得嘛？敲牙敲。你得得嘛？敲牙敲不来。六关六关 A。还着？今年来最新的马匹是谁？科比拉亚比。W D M L O H。Alpha 一个 formula ka? H 1, 3 Approximate Alors il a 2.65 plus 0.028. Alors c'est alors ça peut y avoir un approximate value sur du bac formula ပဲသုံးမယ် approximate value at at ဘယ်မှတ်မှာလဲဆိုလို့ရှိရင်65ကိုပြောင်းလဲသွားတဲ့ခါမှာ65ကိုပြောင်းလဲသွားတဲ့ခါမှာအဲ့တော့ approximate value is approximate value is approximate value equal to 2.55 plus 0.0218အဲ့တော့ဆရာ h ညမှာ65ကိုအစားသိပြီးတော့ calculator နှိပ်လိုက်4.021အဲ့တို့ချင်းကျူးရော65ကျူးရော65ကဘာဖြစ်လဲ approximate 4.021ဟုတ်ပြီဒီမှာ6 ဒီမှာ64တာဖြစ်မဲ့ဆိုရင်ဒီကောင်ကဘာဖြစ်မဲ့ဆိုတော့4ရတယ်65ဆိုတော့4.021ဆိုတာအတူတူမိတ်ခံမှန်းကြီးပါဖြစ်တယ်ဆိုလို့ရှိရင်ခံမှန်းကြီးဖြစ်တဲ့ပုံကမှန်းနေဟုတ်လားနော်အဲ့လိုကဲ chapter 9တစ်ခုလုံးရဲ့နောက်ဆုံးပုစာလေး1.1.22ရဲ့ approximate တန်ဖိုးကိုရှာပြရမယ်1 by square root 1.22ရဲ့ approximate တန်ဖိုးဘာလို့ပြရမလဲရှာပြရမယ် အဲ့တော့ center of approximation လေးကိုရှာအဲ့တော့ဒသမကိုခဏနေထားလား1 2 2တိတိုးပဲတင်းလို့မယ်ဘယ်ကောင်ကနှစ်တက်ကိန်းပြင်လို့ရမယ်တိတိုးလို့ရှိရင်1 2 3ရအောင်1 2 1ရမယ်စက်တက်1 2 1ဆိုတော့အဲ့တော့ဘယ်ရလဲဘယ်ကိုချိန်မယ်ဆိုရင်1.21 1.21လေးဆိုတယ်ချင်းနေတယ်1.21ကိုအဲ့တော့ဒီကောင်လေးကလည်း ဖန်ရှင်လေးရတယ်ပေးမလားကိုပေါ့ကိုထားအောင်မခက်ခဲဘူးလက် F4H equal to 1 by 2H အဲ့တော့ equal to အိပါဝါမိုင်းနဲ့မိုင်းနဲ့1 by 2အိပါဝါမိုင်းနဲ့1 by 2ထုတ်ပြီးအဲ့တော့လေးကိုဘာလုပ်မလဲသူစတော့ shit apply of h equal to minus 1 by 2 h power h power minus 1 by 2ဆိုပါဖြစ်မိုင်းနဲ့3 by 2 ဘိုင်းနဲ့ပြီးပါယူအဲ့တော့ဆရာတို့ဘာလို့လိုက်လို့ဆိုရှင်အဲ့တော့ဒီကောင်လေးကိုကြောင်းလိုက်မယ်ဆိုလို့ရှိရင်အပေါ်မှာမိုင်းနဲ့1အောက်မှာက2 into 2ရှိရဆိုတော့2 2 square root of 82အဲ့တော့ဆရာတို့ add ဘယ်မှတ်မှာလဲဆိုရင် h ရှိ square root 1.21ဆိုတဲ့အမှတ်ပါ f of 1.21 square root 1 by kwaluo wa kwanduwa kwedu kwedu wa ba wa kwa wa thì vào lúc này bà quá 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 người ta bán này thấy không mà đó lại <laughs> zero quá nine quá rồi <laughs> là mình nó cũng apply ho quá 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 chú vào tuyến này dùng gì máy nào quá chú quá quá chú quá တို့ရဲ့ဒီ square root ရော1.212ဟုတ်ကျတို့အပိုင်းကလေးနှိမ့်လိုက်မယ်အပေါ်ကဘာဖြစ်လဲဆိုလို့ရှိရင် minus 1အပေါ်က minus 1အောက်ကိုဆင်းလိုက်မယ်အောက်ကဘာဖြစ်လဲဆိုတော့2 into 2 into square root ော1.212ဝင်းစားလေးခက်လိုက်မယ်ကွာ1.21ဝင်းလေးပြေးလိုက်မယ်ကွာ2ကိုနှိပ်ရှင်8ကိုနှိပ်ပြီးတော့ a square ကိုနှိပ်လိုက် အဲ့လိုဆရာတို့ဗာရအောင်လဲဆိုရင်0.3756 0.38ဆိုတာရ0.38ဆိုတာရ0.38ကွယ်မာလာ0.38 linear rotation Yeah. Christ, alors ai-je pu être doux, à fort et plein, à plein or et ai-je meine et. Ça nous parle de notre tué, alors, one point to one point. Il quoi du? A four, one point to one, plat, a fly off, one point to one, et vous, et je m'en ai, one point to one. Alors, 1.21 equal to အဘော1.21ဘာရလဲဆိုလို့ရှိရင်ကျတော့0.91ရ0.91 plus apply of 1.21ဘာရလဲဆိုရင် minus minus 0.38ရတယ် h minus 1.21အဲ့တော့ zero point nine one minus zero point three h h minus 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 zero point three h ni. one point two one zero zero point four six ada di dalam aku bawa kau naik tahu berapa seven three one one point three seven minus apa nak sorry Jadi ni minus zero point three h h ဲ့တော့ဆရာတို့နောက်ဆုံးဆိုဖော်မြူလာပြည့်ပြည့်စုံစုံရေးလိုက်မယ် alpha h approximate and all h alpha ရဲ့ဖော်မြူလာက1 by 1 by root 8 Approximate and all eight formula ka 1.37 minus 0.38 is အဲ့တော့ပါဆရာက at ဘယ်လိုတောင်းသွားလဲဆိုလို့ရှိရင် h equal to 1.22ကိုတောင်းသွားတဲ့အခါမှာ ဘယ်အပူစီမိတ်ပဲလူဘယ်အပူစီမိတ်ပဲလူဒီကွက်တူ1.37 minus 0.38ကျော H နေရာမှာ1.22ကိုတွင်းပြီးတော့တခါလေကွန်ပျူတာနဲ့ရှင်းလိုက်5906ပေါ့။ဒါဆိုရင်ဆရာတို့ဒီကောင်ရဲ့ approximate တန်ဖိုးလေးက 1 by square root of 1.22ရဲ့ approximate တန်ဖိုးလေးက0.9064ဆိုဖြစ်ပါတယ်